တာလီကြပါဒီကနေ့နိုဝင်ဘာလ9ရက်နေ့နရစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အကြံဖက်အဖွဲ့တွေအွန်လိုင်းပေါ်မှာတိုက်ပွဲအတုတွေနဲ့ဝါဒဖြန့်နေပြီးရခိုင်မြေပြင်မှာအရက်သားတွေကိုခြုံခိုတိုက်ခိုက်ရုံကအပစစ်ရေးအဖြစ်ကြီးကြီးမားမားလှုပ်ရှားနိုင်မှုမရှိတဲ့တဲ့ စစ်တွေထောင်ကအကျဉ်းသားတွေကိုစစ်တင်တန်းတက်ဖို့ပြီးမဘက်ကို ပြောင်းရွှေ့နေတဲ့တဲ့င်းနဲ့နဲ့ရေကန်တောင်ပြူဟာကုန်းကို အကျန်းဖက်စစ်တက်အင်အားဖြည့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့တဲ့င်းတွေအပြင်စိတ်ဝင်စားစရာတဲ့င်းတွေကိုတင်ဆက်ပေးသွားပါမယ်။ အာစာ ASO နဲ့ AIA အကြံဖက်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်မြေပေါ်မှာဓားပုံများရိုက်ပြီးရခိုင်မြောက်ပိုင်းမှာစစ်ရေးဖော်ဆောင်နေတရာအွန်လိုင်းထက်မှာဝါဒဖြန့်နေပါတယ်။ဒါပေမဲ့လည်းလက်ရှိရခိုင်မြေပြမှာအရက်သားတွေကိုခြုံခိုတိုက်ခိုက်ရုံကအပစစ်ရေးအဖြစ်ကြီးကြီးမားမားလှုပ်ရှားနိုင်တာမျိုးမရှိဘူးလို့နေဆက်ဒေတာစစ်ရေးသတင်းတွေကို လေ့လာနေသူတယောက်ကပြောပါတယ်။ ရခိုင်ပြည်တဲကိုစစ်ရေးအရာကြီးကြီးမားမားဒီနေ့ထိဝင်ရောက်လှောက်ရှားနိုင်တာမျိုးမရှိပဲဌာနချုပ်စခန်းတွေဘာတွေလဲရခိုင်ပြည်တဲမှာရှိမနေဘူးလို့သူကဆိုပါတယ် ARSAISO နဲ့ ARA အကြံဖက်အဖွဲ့တွေဟာတခါတလေနေဆက်မြင်းနဲ့ကတ်နေတဲ့လူတွေမနေတဲ့နှခဆစကန်ဟောင်းတွေကိုဘင်္ဂလားဘက်ကဝင်ရောက်ပြီးတပ်ပုံရိုက်ပြီးတနက်ပြပြအဝါရဖြတ်နေတာလို့သူကသုံးသပ်ခဲ့ပါတယ်။ အာရခတက်တော်ဟာကီလိုမီတာ181မီတာမိုင်အားဖြင့်ဆိုရင်168မိုင်ကျော်ရှည်လျားတဲ့နေဆက်တလျှောက်ကို2024ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကစပြီးတိမ့်ပိုက်ထားခဲ့တဲ့ကာလအတွင်းအစာအပါအဝင်ဘယ်လက်နက်ကန်အကြံဖက်အဖွဲနဲ့မဆိုတိုက်ပွဲလို့ဆိုရလောက်အောင်ထိကြီးကြီးမားမားတိုက်ပွဲဖြစ်တာမျိုးမရှိသေးဘူးလို့သိရပါဗျ။ ရခိုင်စစ်ရေးအခြေအနေကိုသိရှိသူတယောက်ကလည်းအနောက်ဘက်နယ်စပ်ဒေသလုံခြုံရေးကိုအာရခတပ်တော်ခေါင်းဆောင်တွေက အထူးအလေးထားဆောင်ရွက်နေပြီးတိုက်ပွဲပေါ်ဆောင်လာပါကအကြမ်းဖက်အဖွဲ့တွေကိုတိုက်ခိုက်နှိမ်နှင်းဖို့တိုက်ဆွဲရီကောင်းတဲ့တပ်မနှစ်ခုကိုအဆင့်တင့်ပြင်ထားတယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ရခိုင်ပြည်စစ်တွေမျိုးရှိအကျဉ်းထောင်ကအကျဉ်းသားတွေကိုစီယုံပြီးစစ်တင်နှံတပ်ဖို့ပြည်မဘက်ကို ပြောင်းရွှေ့ထားတာတွေရှိနေတယ်လို့သတင်းရရှိပါရတယ်။ အကျဉ်းသားတွေပြောင်းရွှေ့မှုဟာတိုက်ပွဲဆဖြစ်တဲ့2023ခရဲကရှိနေတာဖြစ်ပြီးအခုလည်းအစ်စ်ဖမ်းလို့ရတဲ့သူတွေနှစ်ရှည်သမားတွေတသက်တကြုံချခံထားတဲ့သူတွေကိုပြောင်းရွှေ့နေတာလို့စစ်တွေဒေသခံတယောက်ကပြောပါတယ်။အကြက်ဖက်စစ်တပ်ဟာစစ်မှုထမ်းရင်ပြစ်ဒဏ်ရော့မယ်၊ကင်းလွတ်မယ်ဆိုပြီးစီယုံပြီးပြည်မဘက်ကိုစစ်တင်တဲ့တပ်ဖို့ခွဲပြီးပို့နေတာလို့သူကဆက်ပြောပါတယ်။ အကျဉ်းသားတွေအပြင်မွတ်စလင်အကျဉ်းသားတွေကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းရင်ထောင်ဒဏ်လွတ်ကင်ခွင့်ပေးမယ်ဆိုပြီးစီယုံက အော်တိုဘာလအတွင်းကပြည်မဘက်ကို Navy တွေနဲ့ပြောင်းရွှေ့တာတွေလုပ်ခဲ့တယ်လို့စစ်တွေဒေသခံအမျိုးသားတယောက်ကနရီဇရာကိုပြောပါတယ်။လက်ရှိအကျဉ်းသားတွေကို ရန်ကုန်ကိုပို့ဆောင်ပြီးအဲ့ဒီကသစ်စစ်တန်တန်းတွေဆက်လက်ပို့ဆောင်နေတယ်လို့သိရပါတယ်စစ်တွေအကျဉ်းထောင်ထဲမှာတိုက်ပွဲကာလအတွင်းကရွှေ့ပြောင်းထားတဲ့ဗူရီတောင်အကျဉ်းထောင်ကမွတ်စလင်အကျဉ်းသားတွေမြို့သိမ်းကာလအတွင်းကမြို့အတွင်းပိတ်မိနေသူတွေလမ်းသွားလမ်းလာတွေဖမ်းဆီးခံရသူတွေရှိနေတာပါဒါအပြင်စစ်တပ်ထိန်းချုပ်ခဲ့စဉ်ကလည်းကျွေးရွာတွေထဲစီးနင်းဝင်ရောက်ဖမ်းဆီးခံရသူအပါအဝင်စစ်တွေမြို့တွင်မြို့ပြင်ကျွေးရွာတွေကဖမ်းဆီးခံရသူတွေလည်းအများအပြားရှိနေတာပါရှင်။ အကြံဖက်စစ်တပ်ဟာအမ်ဘရန်လန်ရှိနယ်ရီကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုလမ်းဟောင်းနဲ့လမ်းတစ်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေပါဗျ အဲ့ဒီလိုထိုးစစ်ဆင်နေတဲ့အခါလမ်းဟောင်းဘက်ကစစ်ကြောင်းဟာအကြအဆုံများပြီးပြန်ဆုတ်သွားရပြီးတဲ့နောက်လမ်းတစ်ဘက်ကစစ်ကြောင်းကိုထက်မှန်အားဖြစ်ပြီးပြန်လဲထိုးစစ်ဆင်ရာကနေဂုတ်ကြီးကျွရအရှိဘက်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့သတင်းရရှိပါရယ်။နေရီကန်တောင်ကိုဗစီရွာဘက်ကတက်တဲ့လမ်းဟောင်းဟာတောင်တွေမဆောက်ပြီးအကွေ့အကောက်များတဲ့အတွက်အေးအေးနေရာကောင်းကနေဖြတ်တောက်တိုက်ခိုက်တာကြောင့်စစ်တပ်ဘက်ကအကြအဆုံများပြီးပြန်နောက်ဆုတ်သွားခဲ့ရတယ်လို့စစ်ရေးသတင်းရင်းမြစ်ကနရီစရာကိုပြောဆိုပါရယ်။လေချောင်းရံပြူဟာက ုံးကိုလမ်းဟောင်းဘက်ကနေအင်အားသုံးထိုးစစ်ဆင်ခဲ့ပေမဲ့လည်းရှေ့တို့သူမရောက်ပဲဗစီရွာနာမှာစစ်တပ်ဘက်ကကြဆုံရပြီးနောက်ဆုတ်သွားခဲ့ရတယ်လို့သိရပါဗျ။အကျန်းဖက်စစ်တပ်ဟာစစ်သားတွေကိုအတင်းတက်ခိုင်းနေတာကြောင့်တိတ်ဆုံးသူတွေ များပြားနေပြီးအေအေကအပေါ်စီးနေရာကောင်းကအသင့်နေရာယူပြီးပြစ်ခတ်နေတယ်လို့ဆိုပါရယ် အကြံဖက်မြန်မာစစ်တပ်ဟာ drone လက်နက်ကြီးပစ်ကူကိုယူကာဆက်စီတောင်စခန်းကနေလမ်းတစ်ဖက်ကိုစစ်သားအင်အား300လောက်နဲ့စစ်ကြောင်း2ကြောင်းခွဲကလမ်းတစ်ကနေဂုတ်ကြီးရွာဘက်ကိုထိုးစစ်ဆင်လာတာလို့ဒေသခံတွေကဆိုပါတယ်ရှင်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင် ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့ကရနီပီဖာရူဆိုနဲ့ဒီမော့ဆိုမျိုးနယ်ကတောင်တူရီရဲ့လုပ်ငန်းခွင်ကိုအကြမ်းဖက်မြန်မာစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်လိုက်တာကြောင့်ပြည်သူ၃ယောက်သေဆုံးပြီး၈ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖာရူဆိုမျိုးနယ်နဲ့ဒီမော့ဆိုမျိုးနယ်တွေမှာအော်တိုဘာလအတွင်းအရက်သားတောင်တူတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တွေကိုဒရုန်းနဲ့အကြမ်းဖက်ပုံကျဲတိုက်ခိုက်တာကိုအကြမ်းဖက်မြန်မာစစ်တပ်ကဇက်တိုက်ပြုလုပ်နေပါတယ်။ အော်တိုဘာလာအတွင်ဖရူဆိုမြို့နယ်ကတောင်သူလယ်သမားတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့အချိန်အကြမ်းဖက်မြန်မာစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့ပြည်သူ၂ယောက်သေဆုံးပြီး၅ယောက်ဒဏ်ရာရရှိကမော်တော်ယာဉ်တစ်စီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလာ၂၁ရက်နေ့ကလည်းဖရူဆိုမြို့နယ်ဒေါ်ကူးခူကျေးရွာအနီးလေကွင်းနဲ့စပားရိတ်သိမ်းနေတဲ့တောင်သူလယ်သမားတွေကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီး၁ယောက်သေဆုံးပြီး၂ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အော်တိုဘာလာအတွင်းဖရူဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်တွေကဒေသခံတောင်သူလေသမားတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဒရုန်းအပြင်လက်နက်ကြီးတွေနဲ့ဆင်ဆက်မပြတ်တိုက်ခိုက်နေတာလို့ KNDF ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာစစ်ရေးပြင်းမမဟုတ်တဲ့အရက်တာပြည်သူတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်စေဖို့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့် မိဘပြည်သူတွေစိတ်ရအတိတရီနဲ့တွာလာလောက်ကင်ကြဖို့ဆက်လက်တိုက်တွန်းထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်လူ90ကျော်သေဆုံးခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။နိုဝင်ဘာ9ရက်မနေ့ပိုင်းအထီးသတင်းတွေအရအသေးအပြောက်52ဦးထိရှိလာပြီးနောက်ထပ်73ဦးထပ်မင်းပျောက်ဆုံးနေတယ်လို့သိရပါဗျ။ တိုင်ဖွန်းမုန်တိုင်းကယ်မဂီဟာနိုဝင်ဘာ၄ရက်နေ့ကအရှိတောင်အာရှကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကိုနိုင်ငံအလဲပိုင်းကနေကန့်လန့်ပြက်ဖြတ်တန်းတိုက်ခိုက်သွားခဲ့ပါတယ်။မုန်တိုင်းတံကြောင့်စီဘူဒေတာမှာမြို့လုံးကျွ၊ရွာလုံးကျွရေဖုံးသွားတာတွေတောင်ရှိခဲ့ပြီးအသေးအပြောက်အများဆုံးဧရိယာလည်းဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ တိတ်ဆုံးစီးရင်မှာတော့ကယ်ဆယ်ရေးလုပ်ရင်ပြတ်ကြတဲ့စစ်ရဟရင်တစည်းပေါ်ကအမှုဒဏ်6ရောက်လဲပါဝင်ခဲ့ပြီးအဲ့ဒီရဟရင်ဟာနိုဝင်ဘာ4ရက်ညနေပိုင်းကအကူဆန်အီဒယ်ဆူအာအေရီယာနာမှာပြတ်ကြခဲ့ရဖြစ်ပါတယ်။ မုံတိုင်းကဖိလစ်ပိုင်အရှေ့ဘက်ကန်ယူရန်ကနေဝင်ရောက်ပြီးအနောက်ဘက်ကန်ယူရန်ကနေထွက်ခွာသွားပြီးဖြစ်ပေမဲ့နောက်ထပ်24နာရီနီးပါးကြာတဲ့အထိတနအီကိုကီလိုမီတာ130လောက်ထိအကောင်နဲ့လေပြင်းတိုက်ခိုက်မှုတွေဆက်ပြီးဖြစ်ပွားနေခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုမှာတော့အိမ်တွေထဲရေလွှမ်းကုန်လို့လူတွေကအိမ်အမိုးပေါ်တက်နေရတာလမ်းတွေပေါ်မှာကားတွေနဲ့ကွန်တိန်နာတွေရေနဲ့မျောပါလာတာတွေကိုတွေ့ခဲ့ရပါတယ်ရှင်။ နရစရာသတင်းဌာနကနေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narajara.com ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမရှင်လန်းကြပါစေရှင်။